တော့ဗုဒ္ဓသာသမိတွေအတွက်တပတ်တာကာလမှာတွေ့ကြရမယ်ကံကြမ္မာစုကောင်းများအတွက်တေရဝဏမိပတ်ကြပြီးမှဖြစ်ပါတယ်အဲ့တော့ဒီလားဒီအချိန်ကာလမှာတဲ့အထူးအပြည့်တော့ဗုဒ္ဓသာသမိတွေရဲ့ကံကြမ္မာမှာဘာရှိလဲဆိုတော့ရုပ်တရေမမျော်လင့်မနဲ့ကောက်ကငင်ကနဲ့ခရီးထသွားတာမျိုးတွေကြုံရတတ်တယ်အဲ့ဒီခရီးကတော့ကောင်းတဲ့ခရီးဖြစ်တတ်တာပေါ့နော်ကောင်းတဲ့ခရီးဆိုတာကအလုံးနဲ့ပတ်သက်တဲ့ခရီးတွေ အလူနဲ့ပတ်သက်တဲ့ခီးတွေနောက်တစ်ခုကပျော်ပွဲစားခီးနဲ့ပတ်သက်တဲ့ခီးတွေနောက်ရက်ဝဲရမိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေစီကိုတွားရောက်လဲပတ်တဲ့ခီးမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကနိုင်ငံသားတိုင်းပြည်တွေကိုတွားရောက်ပြီးတော့လဲပတ်တဲ့ခီးမျိုးတွေလည်းဖြစ်တတ်ပါအဲ့တော့အဲ့ခီးတွေကတော့မမျော်လင့်တဲ့ခီးမျိုးဖြစ်တတ်တယ်ဒါမှမမျော်လင့်တဲ့ခီးဖြစ်ပေမဲ့လည်းအင်မတမကောင်းတဲ့ခီးဖြစ်တဲ့အတွက်တွားတဲ့ခီးမျိုးဖြစ်ပါတယ်နောက်ကိုရည်ထားတဲ့ကိုရည်မှန်းထားတဲ့ အလုပ်တွေပေါ့နော် စီးပွားရေးနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ငန်းဆောင်တာတွေထူးထူးခြားခြားလွယ်လွယ်ကူကူနဲ့ဖြစ်မြောက်အောင်မြင်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။အဲတော့ကိုကလုပ်ငန်းတစ်ခုစတင်တင်တယ်လွယ်လွယ်နဲ့စပြစ်သွားတာမျိုးပေါ့နော်လက်ရှိလုပ်နေတဲ့လုပ်ငန်းကိုတိုးချဲ့တင်တယ်လွယ်လွယ်ကူကူနဲ့တိုးချဲ့ပြစ်တာမျိုးစသဖြင့်ကိုယ်အနေနဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေအကြံစီတွေဟာလွယ်လွယ်ကူကူနဲ့ အောင်မြင်မှုရသွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်မယ်လို့စဉ်းစားထားတယ်ဆိုရင်လုပ်သင့်ပါတယ်။လက်ရှိလုပ်နေတဲ့စီးပွားရေးလုပ်ငန်းကိုတိုးချဲ့တင်နေဆိုရင်လည်းတိုးချဲ့ဖို့အတွက်ဆန္ဒရှိရဆိုရင်လည်းတိုးချဲ့တင်နေ။နောက်လက်ရှိလုပ်တဲ့ကောင်းမွန်တဲ့အလုပ်ကံခွင့်ရေးကွင်းလမ်းတွေရှာဖွေမယ်လို့စိတ်ကူးထားတယ်ဆိုရင်လည်းရှာတင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။တခုတည်းဒါမှပါလဲဆိုတော့ကိုယ်ပိုင်တိုင်းနဲ့ငွေကြေးလေးတွေနော်ငွေတွေဘာတွေရတော့ကြပြောက်တာမျိုးတွေပါလေဖြစ်တတ်တယ်တနေ့အရမ်းမှာမေ့ပြီးတော့ကြမ်းခဲ့တာမျိုးတွေဖြစ်တတ်ပါလား နောက်တစ်ခုကကိုနဲ့ဝေးရကအလုတ်ကန်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်လေးတွေရတတ်တယ်။နိုင်ငံခြားအတိုင်းပြည်ကိုတွားဖို့ကြိုးစားနေတဲ့ဗဟုသုတသမီးတွေဆိုရင်ထူးထူးခြားခြားပို့ပြီးတော့အဆက်အသွယ်ကောင်းလေးရတတ်ပါတယ်။လုံးဖြစ်တယ်၊တွားပြတယ်ဆိုရင်လည်းအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်။အဋိဋ္ဌံကိစ္စလိုဟာမျိုး။နောက်ကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စ။နောက်သင်တန်းကိစ္စ၊အကြောင်းကိစ္စ၊စာမွေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြား အောင်မြင်မှုရတတ်တယ်သူတို့စားခရီးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေလက်ဆောင်ရတတ်တယ်ကိုးကွယ်တရားဖရာပုံတော်တွေပူဇော်တရားရှင်သီဝိလိပုံတော်တွေစသဖြင့်ထူးခြားတဲ့ထူးထူးခြားခြားပေါ့နော်ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်လေးတွေကိုရှိကိုလက်ဆောင် ရလာတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒါတွေကတော့အင်မတန်ကောင်းပါလား။မိရင်းဆွေရင်းတွေဆရာရင်းသမားရင်းတွေနဲ့တော့နည်းနည်းပါးပါအဆင်မပြေဖြစ်တတ်တယ်။ကိုယ့်ရဲ့မိဆွေအရင်း ကိုယ်ရဲ့အပေါင်းနဲ့တဲ့အပေါင်းသင်းတကယ်ချင်းအရင်နေနဲ့တယောက်နဲ့တယောက်အထင်မြင်လွဲမှားမှုတွေတွေဂျုံရတတ်ပါတယ်အဲ့ဒါလေးတွေတော့နည်းနည်းပါးပါသတိထားဖို့လိုပါတာပေါ့နော်နောက်အမျိုးသားတွေကဒီအမျိုးသားတွေပေါ့ဗုဒ္ဓဘုရားသမီးယောက်ျားလေးတွေက main ကလေးကိစ္စနဲ့ပတ်သက်ပြီးတော့ main ကလေးကိစ္စနဲ့ပတ်သက်ပြီးတော့နာမည်ဂုဏ်သတင်းကြာစင်းတာ ။နောက်ဆွဆွဲပြောဆိုခံရတာမျိုးလေးတွေကြုံရတတ်တယ်။အဲ့ဒါလေးတွေတော့ဂယုစိုက်ဖို့တို့ရတာပေါ့နော်။ကိုယ့်ရဲ့အနေထိုင်ပြုမှုပြောဆိုလေးတွေမှာသတိထားသင့်ပါ။အလောက်ကိုင်းနေရာတငယ်အပြောင်းအလဲစီစဉ်ဆောင်ရွက်မယ်ဆိုရင်အောင်မြင်မှုရတတ်တယ်။အဲ့တော့ဒါတော့အပြောင်းအလဲသမားတွေပေါ့ဒီကျွန်တော်တို့ဗောဓမှုသားတွေထဲမှာဝန်ထမ်းတွေပိုင်ပါမယ်ကုမ္ပဏီဝန်ထမ်းသမားတွေပိုင်ပါမယ်အဲ့တော့လက်ရှိလောက်ကနေထွက်မယ်တခြားလောက်ကိုပြောင်းနေတယ်လက်ရှိလောက်ကနေတခြားလောက်ကိုအပြောင်းအလဲလုပ်ဖို့ကြိုးစားတာ လက်ရှိလောက်ကနေတခြားလောက်ကိုရှာပွေတာလုပ်ငန်းသစ်တွေစတင်တာနောက်တစ်ခုကကျွန်တော်တို့လက်ရှိနိုင်ငံတွေတခြားနိုင်ငံကိုပြောင်းရွှေ့ဖို့အတွက်ကြိုးစားတာအဲ့လိုကိစ္စတွေမှာဆိုရင်လည်းအလုပ်ကိုင်းနေရာတိုင်ခင်းအပြောင်းရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားအကျိုးပေးပြီးတော့အောင်မြင်မှုရတတ်ပါတယ်အဲ့တော့ကိုနေတဲ့လက်ရှိနေတိုင်းနဲ့အရက်ကနေပြီးတော့တောင်ရက်ပေါ့နော်တောင်ရက်ကလူမျိုးသားဘာသာကြားတွေအကောင်းကျိုးပြုတတ်တယ် နောက်ထူးခြားတာတစ်ခုလည်းရှိသေးတယ်ဗုဒ္ဓဘာသာသမီးတွေမှာသာသမီးယရနာရင်သွေးယရနာရဖို့အတွက်ကြိုးစားနေတဲ့အိမ်ဆောင်တွေဆိုရင်သာသမီးယရနာရင်သွေးယရနာဝင်ကင်းရှိပါတယ်အဲ့ဒီသာသမီးယရနာရင်သွေးယရနာဒီအကျိုးပေးသောသာသမီးယရနာဖြစ်တတ်တယ်ထွန်းတောင်းမဲ့သာသမီးယရနာမျိုးဖြစ်တတ်ပါတယ်ပြောရသူတွေရဲ့အခြေကံတာကံတာကောင်းမယ်အဲကိုချစ်သူနဲ့အိမ်ဆောင်ပြုမဲ့အိမ်ဆောင်ပြုဖို့ကိစ္စ ဆဲသက်ကြောင်းလန်းတဲ့ကိစ္စမင်္ဂလာကိစ္စတွေမှာထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ထူးထူးခြားခြားဘုရုသာသမီးတွေကအញ្ញံခိုက်တယ်ကြီးကြီးမားမားတော့မရှိပါဘူး။ဘိုက်အောင်နာနောက်ဘိုက်နာလာပါတော့။ဘိုက်မကောင်းအနေငယ်ဖြစ်တတ်ပါတယ်။အញ្ញံဆူဆူရောရောဝါဒနာဟောကျမ်းမာရေးအញ្ញံတွေတော့မရှိပါဘူး။ဘုရားသခင်တွေတော့အကျိုးပေးတယ်ကံကောင်းတဲ့အရာကတော့အပြာရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ် နောက်ထီတို့တာတွေကံသမဲတို့တာတွေဝါသနာပါတဲ့ဗုဒ္ဓသာသမီတွေဆိုရင်6 4 0ုံ4 6 0ုံစတဲ့နံပါတ်တွေချပြီးတော့ထိုးသင်ပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုရှောက်သီးတုပ်ဆွန်းတော်ကပ်ပြီးတော့ဆူတောင်းလို့ရတယ်။ဘုန်းတော်ကောင်းဆွဲကိုပဲသွေးနဲ့ချက်ပြီးတော့၄သိန်းချိုင်းနဲ့ထက်ပြီးတော့ အဲဖုန်ကြီးကြောင့်ရဟန်းတန်ဃာရရဲ့အကြောင်းကိုတွားရောက်ပို့မှန်ဆိုရင်လည်းကောင်းပါတယ်။အဲဆိုရင်တော့ဘုရုသသမီးရဲ့ကျွန်းလေးရတဲ့မကောင်းတဲ့ကံတရာအញ្ញံကတ်ကြီးပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။